မင်္ဂလာပါစူဇန်ရဲ့ Midnight Crime Channel လေးကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့စူဇန်ပြပြပေးမယ့် case လေးကတော့ Singapore နိုင်ငံမှာဖြစ်သွားတဲ့ case လေးဖြစ်ပြီးတော့ အပေါ်ရန်ကြည့်လို့ရှင်တော့ဘာမှမဟုတ်တဲ့ပေါ့နော်ဒီလိုမျိုးကနန်းဟင်းတစ်ခွက်နဲ့စခဲ့တဲ့ရန်ဖြစ်မှုလေးရနေပြီးတော့လူ၃ယောက်တည်ဆုံးခဲ့တယ်ဆိုပြီးတော့နာမည်ကြီးပြီမဲ့တကယ်တမ်းတော့ဒီအမှုရဲ့နောက်ွယ်မှာဆိုလို့ရှိရင်စိတ်နာစရာတွေအဆင်မပြေမှုတွေ relationship တွေမှာမယိုးသားမှုတွေနဲ့တယောက်ကိုတယောက်လှည့်စားမှုတွေအများအများပါဝင်တဲ့ case တွေဖြစ်ပါတယ်။နောက်ပြီးတော့ဒီ case မှာဆိုလို့ရှိရင် round place round time ပေါ့နော်အချိန် မားတဲ့အချိန်မှာမားတဲ့နေရာပေါ့မရောက်တဲ့နေရာမှာရောက်နေခဲ့တဲ့အတွက်ကြောင့်မို့လို့လေအသက်ခံခဲ့ရတဲ့မျိုးသမီးတယောက်ရဲ့အကြောင်းလဲပါဝင်တာဖြစ်ပါတယ်16ရက်စက်တင်ဘာလ2008ခုနှစ်ည12:50အချိန်လောက်မှာဆိုလို့ရှိရင် Yishon HDB flat တွေမှာနေထိုင်နေသူတရားမျိုးသမီးတယောက်ကနေပြီးရဲတွေကိုဖုန်းခေါ်ခဲ့ပါတယ်သူတို့အိမ်ပတ်ဝန်းကျင်ကတအိမ်အိမ်မှာရန်နေဖြစ်နေကြတယ်အော်ဟစ်နေကြတယ် ယနေ့အကြီးအကျယ်ဖြစ်နေကြလို့ရဲတွေကိုပထမဦးဆုံးချိန်ဖုန်းခေါ်ပြီးတိုင်ခဲ့တာဖြစ်ပါတယ်။ဒီဖုန်းဝင်လာပြီးတော့တိတ်မကြခင်မှာပဲနောက်ထပ်ဖုန်းတစ်ကောထပ်ဝင်ခဲ့ပါတယ်။အဲ့ဒီဖုန်းကောကတော့အမျိုးသမီးတစ်ယောက်ကတိုက်ပေါ်ကနေပြီးပြုတ်ကျလာတယ်လို့ထင်ရတယ်ပေါ့နော်။တိုက်အောက်မှာလဲလျောင်းပြီးတော့တေဆုံးနေတယ်ဆိုပြီးတော့ဖုန်းဝင်လာတာဖြစ်ပါတယ်။အဲ့တော့ရဲတွေဟာချက်ချင်းပဲအဲ့ဖုန်းခေါ်ဆိုတဲ့နေရာကိုရောက်သွားခဲ့တယ်။ ရောက်တဲ့အခါမှာဒီည7:50လောက်ဖြစ်တယ်ဒီလိုပေါ့နော်ပြုတ်ကြတဲ့အတန်အကျင်းထဲမှာလူတွေကနိုးပြီးတော့ထကြည့်ကြတာဖြစ်တယ်အောက်မှာအမျိုးသမီးတယောက်ပြုတ်ကြသေးဆုံးနေတယ်ဆိုတော့တွေ့ရတဲ့တစားမလို့ဘဲအခန်းကနေပြုတ်ကြလာတယ်ဆိုတော့တော့ဂါဂါနနာမသိကြဘူးပေါ့နော်အဲ့တော့ရဲတွေကဘာလို့ရလဲဆိုလို့ရှိရင်အဲ့ဒီလိုပြုတ်ကြလာတယ်လို့ထင်ရလောက်တဲ့အခန်းနေအကုန်လုံးကို ပထမအလွာဒုတိယအလွာတတိယအလွာစသဖြင့်အလွာတိုင်းကိုလိုက်ပြီးတော့တကားခောက်ပြီးတော့မေးကြတယ်အမျိုးသမီးတယောက်ပြုတ်ကြအမျိုးသမီးတယောက်ပြုတ်ကြတေဆုံးနေတယ်နင်တို့အိမ်ရလားနင်တို့တီလားစသဖြင့်မေးတယ်ပေါ့နော်အဲ့လိုပဲတခန်းပြီးတခန်းလိုက်မေးရကနေပြီးတော့6လွာမှာရှိတဲ့အခန်းတခန်းကိုရောက်တယ်ရောက်တဲ့အခါမှာရဲတွေကတကားခောက်ဖို့လက်ရွယ်လိုက်တဲ့အချိန်မှာတန်ပန်းတကားမှာ သွေးတွေနည်းနည်းပေနေတာရယ်နောက်ပြီးလို့ရှင်တော့ clock မှာသွေးတွေနည်းနည်းပေနေတာကိုတို့သတိထားမိတယ်အဲ့တော့ရဲတွေဟာတကားကိုဆက်မခောက်ခင်မှာ backup ပေါ့เนาะအနောက်ကနေပြီးတော့ထပ်ပြီးတော့ရဲတွေကိုထပ်ပြီးရောက်လာဖို့အတွက်ကိုခေါ်ခဲ့တယ်ခေါ်ပြီးတော့သူကတကားခောက်တယ်ရဲတွေပါတကားဖွင့်မှာဆိုပြီးခောက်တယ်ခောက်တော့တော်တော်ကြာကြာခောက်လိုက်ရတဲ့အချိန်မှာအမျိုးသားတစ်ယောက်ကတကားဖွင့်လာတယ်ပေါ့เนาะသူ့ကိုကြည့်တော့လေနည်းနည်းသွေးပြက်နေတယ်ပုံနောက်ပြီးလို့ရှင့်အဲ့လိုပေါ့ကြောင်ဦးကြောင်ကြောင်ဖြစ်နေတဲ့ပုံမျိုးပေါက်တယ်သူ့ရဲ့လက်တွေကိုကြည့်လိုက်တဲ့အခါမှာဒီ ဒဏ်ရာရထားလို့တွေးထွက်နေတာမျိုးကိုလည်းတွေ့ရတယ်ပေါ့နော်။ရဲတွေကပြောတယ်။ငါတို့ဒီတိုက်အောင်မှာအမျိုးသမီးတယောက်ပြုတ်ကျတည်ဆုံးနေတာတွေ့တယ်။နင်းတိသေးလားလို့မေးတော့ငါမသိဘူးတဲ့။ငါဘာမှမသိဘူး။ငါရေချိုးနေတာအဲ့တော့ငါဘာမှလည်းမကြားလိုက်ဘူး။ဘာမှလည်းမသိလိုက်ဘူးလို့ပြောတယ်။နောက်ရဲတွေကမေးတာပေါ့နော်။ဒီအိမ်မှာလူကနေအောင်နေလဲဆိုတော့သူကအခုလောဆယ်တော့ငါတယောက်ပဲရှိတယ်လို့ဖြေခဲ့တယ်။အဲ့ချိန်မှာရဲတွေကသူ့ကိုတော်တော်လေးတန်နေရဖြစ်နေပြီသူပုံစံမူမမှန်ဘူးပေါ့နော်အဲ့တော့သူကတကားကိုပိတ်ဖို့လုပ်တယ်လုပ်တဲ့အခါမှာရဲတွေက ငါတို့ကိုတကားဖွင့်ပေးပါလို့ပြောတော့သူကတကားမဖွင့်ပေးဘဲနဲ့တကားကိုပိတ်ပြီးထဲဝင်သွားတယ်ဒီလိုမျိုးမိသက်တွေဘာတွေကိုခေါ်တယ်တကားတွေကိုရိုက်ဖြတ်ပြီးတော့ဝင်သွားတယ်ပေါ့နော်တကားတွေကိုချိုးဖြတ်ပြီးတော့ဝင်သွားတယ်ဝင်သွားပြီးတဲ့အခါမှာ Mr. Wong ဆိုတဲ့သူကိုသူ့ကိုထိုင်ခုံမှာထိုင်ခိုင်းထားပြီးတော့တခြားရဲတွေကအဲ့ဒီအခန်းကြီးအကုန်လုံးဝင်ပြီးစစ်ဆေးကြည့်တဲ့အခါမှာအိတ်ခန်းအိမ်တအိမ်လုံးမှာသွေးတွေဟာနေရာအနှံ့မှာပြန့်ကျဲနေတယ်အိတ်ခန်းတစ်ခန်းနဲ့ဝင်လိုက်တဲ့အခါမှာဆိုရင်ဂဒင်ပေါ်မှာပလက်အနေထားနေဓာတ်ဒဏ်ရာအမြောက်များနဲ့တည်ဆုံးနေတဲ့အသက် အလက်ပိုင်းရှိတဲ့အမျိုးသမီးတယောက်နောက်ပြီးလို့ရှိရင်ဂရင်ချင်းရင်မှာနယံကိုမှီပြီးတော့လဲကျသေးဆုံးနေတဲ့အသက်၁၀ကျော်သက်အမျိုးသမီးတယောက်ကိုတွေ့ရတယ်။နောက်တစ်ခန်းကိုဝင်စစ်တဲ့အခါမှာလည်းနောက်တစ်ခန်းရဲ့ဂရင်ပေါ်မှာသွေးတွေရှိတယ်။ဒါပေမဲ့သေဆုံးနေတဲ့သူတော့မတွေ့ဘူး။မိဖို့ကြောင့်လေးလိုက်စစ်တယ်။နောက်ပြီးတော့ပြီးတော့မိဖို့ကြောင့်ခန်းထဲကအင်တာခန်းထဲကိုသွားစစ်တဲ့အခါမှာနောက်ထပ်အမျိုးသမီးငယ်တယောက်၁၀ကျော်သက်အမျိုးသမီးငယ်တယောက်ရဲ့ဒီလိုမျိုးသွေးတွေအများကြီးနဲ့လဲလျောင်းနေတာကိုတွေ့ရတယ်ပေါ့နော်။ ရဲတွေကတည်ဆုံသွားလားအသက်ရှိသေးလားသိချင်လို့စစ်ဆေးကြည့်တဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးငယ်လေးဟာအသက်ငွေငွေလေးရှူနေသေးတဲ့ကြောင့်လို့ချက်ချင်းကယ်ဆယ်ဖို့ကြိုးပမ်းခဲ့ကြတယ်။ရဲတွေရောက်ရှိနေတဲ့နေရာဟာလူတက်မှုဖြစ်ထားတဲ့နေရာလောလောဆယ်မှာဆိုရင်လူနှစ်ယောက်တည်ဆုံထားပြီးတော့တယောက်ကလည်းစဆူဝဝဒဏ်ရာရထားတဲ့ဓာတ်ဒဏ်ရာတွေအမြောက်အများနဲ့အရေးပေါ်ကုသဖို့လုပ်နေရတဲ့အခြေအနေဖြစ်သွားပြီးဆိုတော့ဟုတ်တိုက်ပေါ်ကပြုတ်ကြတည်ဆုံတဲ့အမျိုးသမီးကလည်းဒီအခန်းအမှာဖြစ်နိုင်နေဆိုပြီးတော့ Mr. Wong ဆိုတဲ့သူကို ရဲစခန်းကိုဖမ်းချုပ်ပြီးတော့ခေါ်သွားကြပါပြီ။ရဲကြီးက Mr. Wan ဆိုတဲ့သူကိုမေးတယ်ပေါ့နော်။မေးတဲ့အခါမှာသူဟာ Singaporean လူမျိုးတယောက်မဟုတ်ဘဲနဲ့ China ကတရုတ်လူမျိုးတယောက်ဖြစ်ပါတယ်။ပြီးတော့သူက Singapore ကိုဒါတတိယအကြိမ်မြောက်ဒီလိုမျိုး Ale Visa နဲ့ရောက်လာတဲ့သူတယောက်လည်းဖြစ်တယ်။ Mr. Wan ဆိုတဲ့သူရဲ့ပြောပြချက်အရသူဟာဘသူဘဝဘာကြောင့်မလို့စင်ကာပူရောက်လာတယ်ဘာကြောင့်ဘာကြောင့်ဒီလိုဆိုးွားတဲ့ရက်စက်တဲ့လောက်ရက်တွေကိုသူလောက်ရတယ်ဆိုတာကို အစအဆုံးစူဇန်နုကဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုဆက်မပြောခင်မှာစူဇန်ကိုအားပေးစားတဲ့သူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်။စူဇန်ရဲ့ channel လေးကိုလည်း subscribe လုပ်ရသေးလို့ရှိရင်လုပ်သွားပေးဖို့ကိုမြတ်တမ်းရက်ခံအပ်ပါတယ်နော်။လူသက်တရခန့်အမျိုးသားဟာအသက်52နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝမ်ဂျေဆိုတဲ့တရုတ်နိုင်ငံသားလူမျိုးတစ်ယောက်ပဲဖြစ်ပါတယ်။ဝမ်ဂျန်ကို1966ခုနှစ်မှာတရုတ်နိုင်ငံထန်အင်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူမွေးဖွားခဲ့တဲ့မြို့ဟာဆိုလို့ရှိရင်စိတ်ကမ်းမြို့လေးဖြစ်ပြီးတော့တရုတ်နိုင်ငံရဲ့အရှိတ်မြောက်ပိုင်းမှာရှိတဲ့မြို့လေးတစ်မြို့လည်းဖြစ်တယ်ပေါ့နော်။သူ့မှာအကိုတယောက်ရှိတယ်။သူ့ရဲ့အကိုနာမည်ကဝမ်ဂျီအာလို့ခေါ်ပါတယ်။1996ခုနှစ်မစ္စတာဝမ်အသက်30အရွယ်မှာဆိုရင်တော့သူကဒီလို stock share တွေကိုအယောင်အဝယ်လုပ်ပေးတယ်ဒီလိုပေါ့နော် brick broker broker အနေနဲ့အလုပ်လုပ်တဲ့သူတယောက်လည်းဖြစ်ပါတယ်။အဲ့ဒီအချိန်မှာသူ့မှာအိမ်အောင်ရှိတယ်၊သားတယောက်လည်းရှိတယ်ပေါ့။ဒါပေမဲ့နှစ်အနည်းငယ်ကြာတဲ့အချိန်မှာသူ့ရဲ့အိမ်အောင်နဲ့လည်းကွဲသွားတယ်၊သူ့ရဲ့သားလေးကိုလည်းသူ့ရဲ့ဇနီးဟောင်းကိုအကုန်လုံးထိမ့်သိမ်းဆောက်ရှောက်ခွင့်ပေးလိုက်ရတယ်။အဲ့ဒီအချိန်မှာဆိုရင်သူဟာဒီလို stock ရောင်းဝယ်တာတွေကအဆင်မပြေတဲ့အခါမှာသူဟာဒီလိုစိတ်ကန်းကကုမ္ပဏီတစ်ခုမှသူဟာအလုပ်လုပ်တယ်။အဲ့ဒီနေရာမှာပဲ ဂျန်မေးဆိုဂျန်မေးလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်နဲ့သူကစတွေ့ခဲ့တယ်ပေါ့နော်သူတို့နှစ်ယောက်ကတဖြည်းဖြည်းနဲ့ရင်းနှီးလာတယ်တယောက်နဲ့တယောက်ကလည်းငွေချင်းတွေရတဆင်မိတ်ဆက်ပေးဘူးတာဖြစ်တဲ့တကြောင်မလို့ ဒီအလုတ်လုတ်တဲ့နေရာမှာပြန်တွေ့တဲ့အခါမှာတော့မြန်မြန်ဆန်ဆန်ပဲသူတို့နှစ်ယောက်ကတော်တော်ကြီးရင်းနှီးသွားကြတယ်ဒီလိုမျိုးတပတ်တစ်ခါလောက်ကော်ဖီထွက်တောက်တယ်အဲ့လိုကနေတပတ်နှစ်ခါတပတ်သုံးခါတစ်ဖြည်းဖြည်းနဲ့သူတို့ဟာအပြင်မှာတွေ့တာတွေများလာပြီးတော့တယောက်တယောက်တော်တော်ကြီးကိုခင်မင်လာကြတယ်ပေါ့နော်အဲ့လိုနဲ့ပဲ2005ခုနှစ်ရောက်လာတဲ့အခါမှာဆိုရင်တော့တယောက်နဲ့တယောက်တော်တော်ကြီးကိုရင်းနှီးလာတယ်အဲ့ချိန်မှာ Mr. Wan ကပြောပြတယ်သူဟာအိမ်အောင်ကွဲပူတယ်ဆိုတဲ့အကြောင်းခလေးတယောက်ရှိပူကြောင်းအဲ့ခလေးလေးကိုလည်းသူ့မိန်းမကအခုဆောက်ရှောက်နေတယ်ဆိုတဲ့အကြောင်းကိုအကုန်လုံးဖွင့်ပြခဲ့တယ်ဒီအမျိုးသမီးပေါ့နော် ဂျန်မင်ကိုနိုင်ကသူဟာစပြီးတော့မစ္စတာဝမ်ကိုသူသဘောကျနေပါတယ်ဆိုတော့ဝန်ခံခဲ့တာဖွင့်ဟဝန်ခံခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်လည်းမစ္စတာဝမ်ကလည်းဂျန်မင်ကိုတော်တော်ကြီးသဘောပြန်သဘောကျနေပြီဖြစ်တဲ့ကြောင့်မို့သူတို့နှစ်ယောက်ကအာချစ်သူရီးစားအနေနဲ့စပြီးတော့တွေ့ခဲ့ကြတယ်16ရက်3လ2006ခုနှစ်မှာဆိုလို့ရှိရင်သူတို့ဟာပေါ့နော်သူတို့ရဲ့နှစ်ယောက်ပထမဦးဆုံးအချိန်အတူတူနေခဲ့တဲ့နေ့မှလို့ဒီမစ္စတာဝမ်ကလုံးဝအမြဲတမ်းအမှတ်တရရှိနေခဲ့တဲ့နေ့လည်းဖြစ်တယ် ဒါပေမဲ့ဂျန်မီမာကလျှို့ဝှက်ချက်တစ်ခုရှိတယ်။အဲဒီလိုနှစ်တည်ကြပြီးတွဲလာတည်တိုင်အောင် သူဟာမစ္စတာဝမ်ကိုအဲဒီလျှို့ဝှက်ချက်ကိုမပြောခဲ့ဘူးပေါ့နော်။အဲ့လိုနဲ့ပဲ 6လပိုင်း2006ခုနှစ်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ဂျမ်းမေကနေပြီးမစ္စတာဝမ်ကိုဗာပြောပြလိုက်လဲဆိုလို့ရှိရင်သူဟာလက်ရှိအိမ်တော်ရှိတဲ့အမျိုးသမီးတယောက်ဖြစ်ကြောင်းသူမှာသမီးတယောက်ရှိကြောင်းကိုပြောပြခဲ့တယ်။တကယ်တမ်းပေါ်တော့မစ္စတာဝမ်ကအိမ်တော်ကွဲထားတယ်ဆိုပြီးပြောပြတဲ့အချိန်မှာသူစိတ်ထဲမှာတော့မစ္စဂျမ်းမေဟာသူ့မှာတကယ်လို့အိမ်တော်ရှိခဲ့တဲ့ရည်စတစ်ခုခုပေါ့နော်အိမ်တော်ကွဲခဲ့ဘူးတယ်ဆိုရင်သူ့ကိုပွင့်လင်းလင်းဝန်ခံခဲ့မယ်လို့ပဲသူထင်ထားမှာပေါ့။အဲတော့ကဂျမ်းမေကဘာမှမပြောခဲ့တဲ့တကြောင်မလို့ဩဒါဆိုရင်ဂျမ်းမေဟာလူလူ တယောက်ဖြစ်မယ်လို့သတ်မှတ်ထားတာဒါပေမဲ့အခု6လပိုင်းလဲကြာရောသူ့မှာအိမ်တော်လက်ရှိရှိနေပါသေးလို့ပြောတဲ့အခါမှာ Mr. Wan ကအရန်ကိုဟိုစိတ်မကောင်းလဲဖြစ်တယ်ဝမ်းလဲဝမ်းနေတယ်ပေါ့နော်သူစိတ်သူသူစိတ်ထဲမှာဒီဂျမ်းမီနဲ့သူနဲ့ဘဝတစ်ခုလုံးကိုရှေ့ဆက်ပြီးတိဆောက်ဖို့သူရွယ်ထားခဲ့တာ မစ္စတာဝမ်ကအဲ့ဟောင်းတည်တဲ့အခါမှာသူအိမ်တောင်ရှိတဲ့အမျိုးသမီးတယောက်ကိုသူလူပေါ်တော့ဖောက်ပြန်နေမိတယ်ဆိုတော့တည်တဲ့အခါမှာသူဟာလမ်းခွဲဖို့ကြိုးစားခဲ့တယ်။ဂျမ်းမီကိုလည်းလမ်းခွဲမယ်ငါတို့မပတ်သက်တော့ဘူးလို့ပြောတယ်။အဲ့လိုပြောတဲ့အခါမှာဂျမ်းမီက "तू ကမစ္စတာဝမ်ကိုပထမအဆုံးချိန်မြင်ဘူးကြတဲ့က तू ကသဘောကျခဲ့တာဖြစ်ကြောင်းတကယ်လို့သားမစ္စတာဝမ်ကသာသူ့ကိုထားခဲ့မယ်ဆိုရင်သူ့ကိုသူတတ်သိမယ်ဘာညာစသဖြင့်အဲ့လောက်ထိတောင်ချိန်ချောက်ခဲ့တယ်ပေါ့နော်။အဲ့လိုနဲ့ပဲသူတို့ဟာဟိုမစ္စတာဝမ်ကပြတ်ဖို့ကြိုးစားလိုက်လမ်းခွဲလိုက်ဂျမ်းမီကအမျိုးမျိုးချိန်ချောက်ပြီးပြန်တွဲလိုက် နဲ့သူတို့ဟာပြက်လိုက်တွဲလိုက်ပြက်လိုက်နဲ့အချိန်ကြီးတော်တော်ကြီးကြာလာခဲ့တယ်။ဘလောက်ထိဂျမ်းမေက Mr. Wan ကိုဒီလိုမျိုးပေါ့နော်စူးစားပြီးတော့သူ့သူနဲ့ဆက်တွဲအောင်စူးစားခဲ့လဲဆိုရင်သူ့ရဲ့လက်ကိုအနဲ့ဖောက်ပြီးတော့သူ့ရဲ့သွေးနဲ့တောင်မှစာရေးပြီးတော့ပေါ့နော်သူကဒီ Mr. Wan ကိုအရန်ချစ်ပါတယ် Mr. Wan ကိုလက်ထပ်ပါမယ် Mr. Wan နဲ့တပွားလုံးအတူတူနေပါမယ်ဆိုပြီးစသဖြင့်ဒီလို သွေးနဲ့တောင်ရေးပြီးတော့ပေါ့နော်သူ့ရဲ့အချစ်တွေကိုတက်တည်ပြခဲ့တယ်တရုတ်တရားအလိုသွေးနဲ့ရေးရဆိုတာဟာသူ့ရဲ့တကယ်ကိုဟိုပေါ့အခိုင်မာဆုံးသူ့ရဲ့အပြင်းပြဆုံးပေါ့နော်အလိုစန္ဒာတွေတစ္ဆာဆိုတဲ့သဘောမျိုးကိုတက်ရောက်တာပေါ့နော်အဲ့ချိန်မှာမစ္စတာဝမ်ကလည်းအော်ဂျွန်မီကသူ့ကိုတကယ်ချစ်ပါလားသူ့ကိုတကယ်သူနဲ့တူတူတကယ်တမ်းဘဝကိုရှေ့ဆက်ချင်ပါလားဆိုပြီးတော့ယုံကြည်ခဲ့တယ်ဂျန်နေကလည်းသူ့လက်ရှိယောက်ျားနဲ့သူကွာရှင်းမှမယ်မစ္စတာဝမ်နဲ့ပဲပေါင်းမှမယ်ဆိုပြီးတော့အတင်းကတိတွေပေးခဲ့တာဆိုတော့ ဒါပေမဲ့ဘလောက်မှ မကြလိုက်ခင်မှာပဲဒီဖောက်ပြန်မှုကြီးကိုဂျမ်းမီရဲ့အမျိုးသားဖြစ်သူဟာတိသွားခဲ့တယ်။အဲ့လိုတိတဲ့အခါမှာ Mr. Wan ကိုလည်းလှမ်းခေါ်လိုက်တယ်။ခေါ်ပြီးတော့သူတို့သုံးယောက်သာအပြင်မှာတွေ့ပြီးတော့စကားရည်များရန်နေဖြစ်ကြတာပေါ့နော်။အဲ့လိုဖြစ်တဲ့အခါမှာ Mr. Wan ကလည်းအဲ့အချိန်မှာဆိုရင်တော့ဒါ ဒီကောင်မလေးကသူ့အရန်ချစ်တယ်သူ့ယောက်ျားနဲ့တော့ကွာရှင်းပြီးတော့သူ့ကိုပောင်းမယ်ဆိုတော့ယုံကြည်တဲ့ကြောင်မလို့သူကလည်းနောက်မဆုံးနိုင်ဘူးလက်မလျှော့နိုင်ဘူးပေါ့နော်အဲ့တော့နောက်ဆုံးမှာဒီဂျန်မေရဲ့လက်ရှိအမျိုးသားကဘာပြောလဲဆိုတော့โอเคအဆန်တော့နင်ရွေးပေါ့နင်ငါ့ကိုရွေးမလားဒါမှမဟုတ်လို့ရှင်နင်ရဲ့ရီးစားအစ်စ်ကိုရွေးမလားဆိုပြီးရွေးခိုင်းတဲ့အခါမှာဂျန်မေကသူ့ရဲ့ ရည်စားအသည့်ဖြစ်သူ Mr. Wan ကိုရွေးချယ်ခဲ့လို့သိရပါတယ်။အဲ့လိုဖြစ်တဲ့အခါမှာဆိုလို့ရှိရင်ဒီယောက်ျားဟောင်းကလည်းအရန် shock ဖြစ်တယ်ပေါ့နော်။ကလေးတယောက်ရှိတဲ့သူ့ရဲ့မိသားစုလေးကိုဒီမိန်းမကလွယ်လွယ်ကူကူဆုံးဖြစ်သွားခဲ့တယ်ဆိုတော့အရန်စိတ်တူတယ်။အဲ့တော့ဘာလုပ်လဲဆိုရင် Mr. Wan ရဲ့အလုပ်ကိုနောက်ပိုင်းသွားတယ်အနှောက်ယှက်ပေးတယ်ရန်လုတ်တယ်နမည်ဖြစ်တာတွေလုပ်တဲ့အခါမှာ Mr. Wan ဟာအလုပ်ကိုထွက်လိုက်ရတဲ့အထီတောင်ဖြစ်သွားတယ်ပေါ့နော်။လုတ်သက်ခန်းစားခွင့်အနေနဲ့ဒေါ်လာ၈၀၀၀နဲ့ညီများတဲ့ပတ်စံရခဲ့တယ်။အဲ့လိုရတဲ့အခါမှာ Mr. Wan ်းကိုဂျမ်းမင်ကဘာပြောလဲဆိုလို့ရှင်ငါတို့တခြားမြို့တမြို့မှာသွားပြီးတော့ဘဝအသစ်ကိုစရအောင်ဆိုပြီးပြောတယ်မစ္စတာဝမ်ကလည်းသူ့ရဲ့ကောင်းမလေးဂျမ်းမင်ပြောသမျှကိုအကုန်ယုံယုံနေသူတို့နှစ်ယောက်ကတခြားမြို့တမြို့မှာသွားပြီးတော့တိုက်ခန်းငှားနေပြီးတော့ဘဝအသစ်ကိုစဖို့စူးစမ်းခဲ့တယ်အဲ့လိုပြောင်းသွားတဲ့အခါမှာဂျမ်းမင်ကသူ့ရဲ့သမီးဆဲကျော်တဲ့သမီးတယောက်ကိုခေါ်တာခေါ်လာခဲ့တယ်ပေါ့နော်သူတို့နဲ့အတူခေါ်လာခဲ့တယ်ဒါပေမဲ့သမီးဖြစ်သူကဒီမစ္စတာဝမ်ကိုတစမကြည့်မရအောင် အဲ့တမီးရဲ့စိတ်ထဲမှာသူတို့ရဲ့မိသားစုလေးပြိုပြိုကွဲပျက်စီးရတာဒီ Mr. Wan ဆိုတဲ့သူရောက်လာလို့ Mr. Wan ကြောင့်သူတို့ဘဝပျက်စီးရတာ Mr. Wan ကြောင့်သူတို့မိသားစုပြိုကွဲရတာဆိုပြီးလုံးဝကြည့်မရဘူးပေါ့နော်သူ့အမေခေါ်လာလို့သာလိုက်လာရတယ်ဘယ်တော့မှ Mr. Wan ကိုသူအတိမတ်လည်းမပြုတ်သလိုကောင်းကောင်းလည်းမဆက်ဆံဘူး မစ္စတာဝမ်ကတော့သူဟာသူ့ရဲ့ကောင်းမလေးကိုအရန်ချစ်ပြီးတော့အရန်ကိုယုံကြည်နေတယ်ပေါ့နော်ဒါသူ့ရဲ့ဘဝလက်တွဲပေါ့သူနဲ့တက်ဆုံးတိုင်တူတူနေသွားမဲ့သူလို့ယုံကြည်တဲ့အတွက်ကြောင့်မလို့မေလ2008ခုနှစ်မှာဆိုရင်သူဟာသူ့ရဲ့အချစ်တွေကိုဖော်ပြဖို့အတွက်ဆိုပြီးလို့ရှိရင်သူ့ရဲ့ကြောပေါ်မှာဂျန်မင်းရဲ့မျက်နှာကိုဒီလိုမျိုးအပြည့်ပေါ့နော်ကြောမှာတက်တူအကြီးတောင်ထိုးခဲ့လို့သိရပါတယ်ဒီလိုပဲပြောင်းရွှေ့နေထိုင်ပြီး၃လပဲကြာသေးတယ်မစ္စတာဝမ်ရဲ့ပတ်စံ၄ပုံတစ်ပုံလောက်ဟာလုံးဝကုန်ဆုံးသွားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ ချစ်သူဂျွန်မင်ဟာဆိုလို့ရှိရင်ဒီလိုဈေးကြီးရဲ့ပစ္စည်းတွေဝယ်ခိုင်းနေဈေးကြီးရဲ့အစားအစာတွေပဲဝယ်စားတယ်လုံးဝအလုပ်လည်းမရှာဘဲနဲ့ပေါပေါတူတူကိုသုံးဆွဲနေတာပေါ့နော်အဲ့တော့သုံးလလောက်မှာတင်သူ့ရဲ့တပွားလုံးစာရထားတဲ့ဒီလိုမျိုးငွေတွေဟာကုန်ဆုံးသွားသလိုဖြစ်တယ်ပေါ့ဒီဂျန်မင်ရဲ့သမီးဟာအဲ့ဒီအချိန်မှာဆိုရင်အသက်18နှစ်လောက်ရှိပြီဖြစ်တယ်အဲ့လိုအသက်18နှစ်လောက်ရှိဖြစ်တဲ့ကြောင့်မို့ ဂျန်မင်ကသူ့ရဲ့တမီကိုတော့ပညာရေးကောင်းကောင်းအရင်ရစီခြင်းနဲ့မစ္စတာဝမ်ရဲ့ပတ်စံတွေကိုအသုံးပြီးတော့သူ့တမီကိုဆွစ်ဇာလန်မှာကျောင်းထားဖို့ထိစူးစမ်းတယ်ဒါပေမဲ့ဒီကျောင်းလျှောက်တဲ့အခါမှာလုံးဝ အဆင်မပြေတာတွေဖြစ်ပြီးတော့ဘလို့မှဆွစ်ဇာလန်မှာကျောင်းသွားတက်လို့မရအောင်ဖြစ်နေတာပေါ့နော်ဒီလိုမျိုးဆွစ်ဇာလန်မှာကျောင်းထားဖို့ကြိုးစားသလိုတခြားနိုင်ငံတွေတခြားပညာရေး service ကောင်းကောင်းပေးတဲ့နိုင်ငံတွေမှာလည်းသူကကျောင်းထားဖို့ကြိုးစားတယ်အဲ့လိုနဲ့ပဲဒီလိုမျိုးဂျန်းမင်ရဲ့သမီးဟာဆိုလို့ရှိရင်စင်ကာပူနိုင်ငံကကျောင်းကျောင်းတစ်ကျောင်းမှာကျောင်းဝင်ခွင့်ရခဲ့တယ်အဲ့လိုကျောင်းဝင်ခွင့်ရတဲ့အခါမှာဒီဂျန်းမင်ကသူ့ရဲ့သမီးနဲ့အတူတူစင်ကာပူကိုထွက်သွားခဲ့တယ်ပေါ့နော်စင်ကာပူနိုင်ငံမှာဒီလိုမျိုးအခန်းလေးတစ်ခန်းမှာငှားပြီးတော့နေတယ် သူနေတဲ့အခန်းကဒီရီရှွန်မှာရှိတဲ့ HDB တိုက်ခန်းနေဖြစ်တယ်။အိတ်ခန်းနှစ်ခန်းပါဝင်နေပေါ့နော်။သူတို့ကသူတို့ရဲ့အတုံးစိတ်ကိုတတ်တာဖို့အတွက်ကိုသူနဲ့သူသမီးနဲ့တခန်းနေပြီးတော့နောက်ထပ်တခန်းကိုကြတော့သူတို့လိုပဲចောင်းလာတတ်တဲ့သားအမိလေးနှစ်ယောက်ကိုငှားထားလိုက်တယ်။အဲ့လိုမျိုးစင်ကာပူကိုပြောင်းသွားပြီးတော့သူ့ရဲ့ရီစာ Mr. Wan နဲ့အဆက်အသွယ်ရှိနေတော့မယ်။အဲ့တော့ Mr. Wan ကိုဗာပြောလဲဆိုရင်နေစင်ကာပူလာပါလားစင်ကာပူမှာအလုပ်လာရှာပါလားလို့ပြောတယ်။ငါတို့တွေ့ရအောင်စသဖြင့်ပေါ့နော်တတိယနေပြီးလွမ်းနေပြီးစသဖြင့်ခေါ်တယ်။ Mr. Wan ကတစ်ခေါက်ရောက်လာတယ်။ ယ်ရောက်လာတဲ့အခါမှာ Mr. Wan အာအလဲဗီဇာနဲ့ရောက်လာရယ်ပေါ့နော် Mr. Wan ရောက်လာတဲ့အချိန်လေးဆိုသူတို့ကအကောင်းစားတွေ Mr. Wan ကိုဝယ်ကြွေးခိုင်းနေဈေးကြီးတာတွေဝယ်ကြွေးခိုင်းနေသူတို့လိုချင်တာသူတို့အိမ်မှာလိုအပ်တာတွေကို Mr. Wan ရဲ့ပတ်စံနဲ့ဝယ်တယ်ပြီးရင် Mr. Wan ကတစ်ခေါက်ပြန်သွားတယ်ပြန်သွားပြီးနည်းနည်းကြာလို့ရှိရင်နောက်တစ်ခေါက်ထပ်လာလဲဖို့ပြောရဲပေါ့เนาะအဲ့လိုဒုတိယတစ်ခေါက်လာလဲတဲ့အခါမှာတော့ Mr. Wan ကိုသူကဘာပြောလဲဆိုလို့ရှိရင်အလုလာရှာပါလားဒီတိုင်းသွားကြည့်ပြန်ကြည့်မလုံနဲ့ဒီမှာအလုလာလုံနဲ့အလုရပြီဆိုရင်ငါတို့တွေမိသားစုတွေတူတူနေကြမယ်ဆိုပြီးတော့ ပြောတယ်ပေါ့နော်အဲ့တော့ Mr. Wang ဒုတိယအကြိမ်ရောက်လာတယ်ရောက်လာတော့ဒီ Jan May ကဒီလိုအလုပ် agency တခုနဲ့အပ်ပေးတယ်စင်ကာပူနိုင်ငံမှာအလုပ်လုပ်မယ်ဆိုလို့ရှိရင်သူတို့ကဒီ agent နဲ့အပ်လို့ရှိရင်ဒေါ်လာ၄000လောက်ပေးရတာပေါ့နော်အဲ့တော့ Mr. Wan ရဲ့လက်ထက်မှာအလောက်မရှိတော့ဘူးအဲ့တော့သူကဂျမ်းမိန်ကိုပြောတယ်နေပတ်စံခဏဆိုင်ပေးထားပါလားငါအလုပ်ရရင်နေကိုပြန်ပေးမယ်လို့ပြောတော့ဂျမ်းမိန်ကဘာပြောလဲဆိုလို့ရှိရင်ငါပတ်စံနေအားလုံးငါသမီးအတွက်ငါသမီးကိုចောင်းထားဖို့ပဲတုံးတာနေအတွက်ငါပတ်စံပေးစရာမရှိဘူးဆိုပြီးတော့အဲ့လိုပြောတော့ပြောပြီးတော့ အဲ့တော့ Mr. Wang ကတစ်ခေါက်ပြန်သွားပြန်ရော China ကိုအဲ့နဲ့တတိယအကြိမ်ပြန်ရောက်လာတယ်ရောက်လာတဲ့အချိန်မှာဆိုရင် Mr. Wang စီမှာဒေါ်လာ1200လောက်ပဲပါလာရဲပေါ့နော်ရောက်လာတယ်ရောက်လာပြီးသိမ့်မကြဘူး Mr. Wang ကိုဒီလိုမျိုးကနန်းဟင်းဝယ်ခိုင်းတယ်စင်ကာပူမှာကနန်းအကောင့်ကြီးကအရင်စီးကြီးတယ်ပေါ့နော်ဝယ်တယ်သူ့ကောင်မလေးစိတ်ချမ်းသာအောင်ကောင်မလေးရဲ့ တမီးကလည်းသူ့ကိုကြည့်ပြအောင်ဆိုပြီးတော့သူကိုယ်တိုင်ဝယ်တယ်သူကိုယ်တိုင်ချက်ပြုတ်ကျွေးမှုတယ်ကောင်မလေးနဲ့သူ့ရဲ့တမီးကိုတော့အရင်စားခိုင်းပြီးတော့သူကအကျွင်းအကျန်နေစားရတယ်ပေါ့နော်သူ့ရဲ့ပြောပြချက်အရာသူ့ကိုတော့မှဒီသူကိုယ်တိုင်ဝယ်ပြီးသူ့ပစံနဲ့သူကိုယ်တိုင်ဝယ်ပြီးသူကိုယ်တိုင်ချက်ကျွေးတဲ့ကနန်းဟင်းကိုသူ့ကိုမကျွေးချင်လို့ဒီတမီးဖြစ်သူကငါနောက်နေကြရင်အဲ့ဒီဟင်းကိုသမင်းဆိုင်ထည့်သွားမှာမို့လို့ နေမစားနဲ့လို့ပြောရဲပေါ့နော်အဲ့တော့သူခမဒီကနန်းဟင်းဈေးကြီးပေးဝယ်ရအောင်သူတော့တစ်ဆက်လေးတောင်မစားရဘူးပေါ့နော်အဲ့လိုပြောရဲနောက်ပြီးတော့နောက်ရက်လဲကြာတော့သူကောင်မလေးကပြောပြန်ငါသမီးကကနန်းဟင်းထက်စားခြင်းနဲ့ပြောတယ်နေဝယ်ပေးပါဆိုပြီးပြောတာပေါ့မစ္စတာဝမ်ကကနန်းဟင်းကအရင်စီးကြည့်တယ်ငါတို့နေ့တိုင်းဒီလိုစားနေရင်ဘယ်လိုမှတတ်နိုင်မှာမဟုတ်ဘူးငါမှလည်းပတ်စံမရှိတော့ဘူးလို့ပြောတဲ့အခါမှာဒီသူကောင်မလေးရောသူကောင်မလေးရဲ့သမီးဖြစ်သူရောနှစ်ယောက်ဆိုတော့သူ့ကိုဆူဆူဝဝအပြစ်တင်နေပေါ့နော်နေရာစင်းရဲသားနေငမွဲကောင်ပေါ့နေရာသူတို့တရုတ်မှာဆဲတဲ့စကလုံးတစ်ခုရှိရဲ့နေရာခွေးနေ ငင်းဘူးနဲ့ဆက်ပြီးမွေးထားတဲ့ကောင်းဆိုပြီးတော့အလိုမျိုးဆဲဆဆိုးဝါးဆဲတာကြီးလုပ်တယ်ဒီအသက်18နှစ်ပဲရှိသေးတဲ့သမီးကိုယ်တိုင်ကရိုင်းရိုင်းပြပြဆဲတာကြီးလုပ်တယ်ပေါ့အဲ့ချိန်မှာသူကဈေးသွားပြီးတော့ပြန်လာတဲ့အချိန်ဆိုတော့သူကဟိုကနန်းတော့ဝယ်မလာဘူးလို့ငားတွေပါတွေဝယ်လာတာပေါ့နော်အဲ့သူတို့နှစ်ယောက်ကစကားတွေများကြတယ်သူကလည်းဟင်းမချက်ပဲနဲ့ဒီ ဟင်းဝယ်လာတဲ့ဟင်းစားတွေကိုနောက်ကစပွဲပုံမှာတဲမဲ့တင်ခဲ့တယ်။တင်ခဲ့ပြီးတော့သူကအိမ်ခန်းထဲမှာပဲနေနေတဲ့အချိန်မှာ John May ကသူကအပြင်ထွက်သွားတယ်။ဘယ်သွားမလို့လဲပြီးတော့လဲငါသွားစရာရှိတယ်ပေါ့နော်။အဲဆိုငါလည်းလိုက်မယ်ဆိုတော့မလိုက်နဲ့တဲ့။နင်းအဆင်နဲ့ငါဒီအိမ်ထဲမှာပဲနေရတာအရင်ညင်းဝေးလာပြီလို့ပြောတော့နင်းညင်းဝေးရင်ဒီမှာနေအထုပ်ပိုက်ပြီးဒီမှာနေ China ကိုပြန်လေတဲ့။လို့ပြောတာပေါ့နော် ရှင်းပြရင်ဟိုပေါ့မထီမဲ့မြင်မလေးမစားတွေဆက်ဆံလာတာပေါ့နော်အဲ့ဒီအပြင်ကိုဒီအိမ်မှာ အင်းကနှခမ်းပဲရှိတာအိတ်ခမ်းအိတ်ခမ်းနှခမ်းပဲရှိတာဆိုတော့ဒီလို Mr. 1ရောက်လာတဲ့အချိန်ဆိုရင်ဒီသူ့ရဲ့တမီးဖြစ်သူကအိတ်ခမ်းမှာထွက်အိတ်ရပြီးတော့ Mr. 1နဲ့ဒီ Jamie နဲ့အိတ်ခမ်းထဲမှာအိတ်တယ်အဲ့တော့ Mr. 1ရောက်လာတဲ့အခါတိုင်းမှာသူ့တမီးကအပြင်ထွက်ပြေးရလို့ဒီလူကိုပို့ပြီးတော့တော့မှမကြည့်ဘူးပေါ့နော်ပြီးတော့ဒီလိုမျိုးတခြားမိသားစုတစုကလည်းတားမိနှစ်ယောက်ကလည်းနေတဲ့အခါကျတော့ဒီ Mr. 1ကအိမ်မှာလွတ်လွတ်လပ်လပ်သူ့ကိုနေထိုင်ခွင့်မပေးဘူးပေါ့နော်ဒီ တခြားမိသားစုနှစ်ယောက်သားမနှစ်ယောက်အိမ်မှာရှိတဲ့အချိန်လေးဆိုရင်သူ့ကိုအခန်းထဲကနေအခန်းမြေမထွက်ဖို့ပေါ့နော်အပေါ့အပါးတွေအားဆောက်ထွက်မသွားဘူးအိမ်ထဲမှာပဲအခန်းထဲမှာပဲနေဖို့ပြောတယ်တဘောကဟိုမတိလို့ရှင်လို့ခိုးပြီးတော့ထားတဲ့ပုံစံတော့ဖြစ်တာပေါ့နော်။တားမိနှစ်ယောက်နှစ်တွဲနေမဲ့အိမ်မှာသူ့ရဲ့ရီစာကိုခေါ်ထားပြီးတော့အဲစိတ်မပူနဲ့ပေါ့နင်မြင်တော့မမြင်စေရအောင်ဆိုတဲ့ပုံစံမျိုးထားတဲ့ပုံဖြစ်တယ်။အဲ့တော့ Mr. 1ကသူလာတဲ့အခါတိုင်းမှာလည်းပတ်စံနေရကုန်တယ်။ပြီးလို့ရှင်သူ့ကိုလည်းအိမ်မှာ ဟိုအစီခံလိုပဲပေါ့နော်သူတို့ရဲ့အတွင်းခံနေရအစားလက်နဲ့လျှော်ခိုင်းတယ်ချက်ပြုတ်ကျွေးမွေးရတယ်နောက်ဟိုဘက်ကဟိုဘက်အခန်းမှာနေတဲ့သားမီးနှစ်ယောက်ရောက်ပြီဆိုလို့ရှင်သူ့ကိုအခန်းထဲရအခန်းမြင်မထွက်ဖို့စသဖြင့်အလောက်ထီတောင်ခိုင်းတယ် မစ္စတာဝမ်ရဲ့ပြောပြချက်အရာရဲတွေကိုသူဖမ်းမိလို့ပြောပြတဲ့ဟာတခါတလေကျရင်သူအရန်အင်တာတက်ချင်တာတော့သူအရန်အပေါ့သွားချင်တာတော့ဆိုလို့ရှိရင်အခန်းထဲမှာပဲဒီလိုချွတ်ချွတ်အိတ်တို့ရေတန့်ဘူးဟောင်းနေတော့မှာအပေါ့တွေပါကြီးသွားရတယ်ပေါ့နော်သွားပြီးတော့မှနောက်မှလှုပ်ပြင်ရတဲ့အထိသူ့ကိုဟိုရှင်းပြောရင်အခန်းထဲကအခန်းပြင်မထွက်ခိုင်းဘူးလို့ပြောတယ်။ဒါဟာ Mr. Wan တယောက်တည်းကပြောတဲ့စကားမဟုတ်လို့ဘလောက်ထိဒီလောက်ထိတူတကယ်လုတ်ခိုင်းမလုတ်ခိုင်းရတော့သူပဲအသိဆုံးဖြစ်မယ်ပေါ့နော်။ အဲ့လိုနဲ့ပဲ Mr. Wan ကလည်းစိတ်ဆိုးပြီးတော့သူလည်းဟင်းမချက်တော့ပဲနဲ့သူကလုံးဝအိပ်လိုက်တယ်။အဲ့ချိန်မှာသူ့ကောင်မလေးကလည်းအပြင်ထွက်သွားတယ်။သူ့ကောင်မလေးညမိုးချုပ်လောက်မှပြန်ရောက်လာတော့မှ Mr. Wan ကလည်းနိုးတာပေါ့။နိုးလာတဲ့အခါမှာသူဒီမှာအလုံးလုံးလို့ရအောင်ပတ်စံဝင်အောင်ဒီ agent fee ကိုကူပေးပေးဖို့ပြောတယ်။အဲ့ချိန်မှာ Jam နေကလည်းထပ်ပြီးတော့မပေးနိုင်ဘူး။နင်ပတ်စံမရှိရင်ဒီမှာနင် China ကိုပြန်ဆိုပြီးတော့သူ့ကိုလို့ပေါ့ဆူဆူဝါးခါခါတီးတီးပြောတယ်ပေါ့နော်။အဲ့လိုနဲ့ပဲ အဲ့ရဝင်သွားကြရပေါ့ကွအဲ့ရဝင်သွားပြီမဲဂျန်မင်ကအိပ်ပျော်ပြီမဲမစ္စတာဝမ်ကဒေါသကြီးတောက်လျှောက်ထွက်ထားတာဆိုတော့သူကအိပ်မပျော်ဘူးအိပ်မပျော်တဲ့အခါမှာသူကအပြင်ကိုထွက်ပြီးတော့သူရေတောက်ဖို့ထွက်တယ်ပေါ့ထွက်တဲ့အခါမှာသူဘာသိလိုက်လဲဆိုတော့သူဝယ်လာတဲ့မနေ့ကလေးကဝယ်လာတဲ့ဒီငါးတွေအသားတွေစသဖြင့်အဲ့ဒါတွေအားလုံးကသူဟင်းမချက်ဘူးဇဝဲပေါ်တိုင်းမှာပြစ်တင်ထားတဲ့အတိုင်းပဲဒီတိုင်းမဲ့အပြင်မှာရှိနေတယ် အဲ့ဒီမှာ Mr. Wan ကအယမ်းစိတ်ဆိုးပါတယ်။သူ့မှာရှီဆူမဲဆူပစံလေးရင်းနဲ့ဒီလိုငားရည်အသားရည်ဝဲလာပေးတယ်။သူစိတ်ဆိုးလို့ဟင်းမချက်ပဲသူဝင်အိတ်လိုက်တယ်ဆိုလို့ရှိရင်တော့မှဒီမိမဖြစ်သူ sorry ဒီကောင်မလေးကချက်တင်တယ်မချက်ရင်တော့ရေခဲတတလောက်တဲထဲတင်တယ်ပေါ့နော်။အဲ့လိုအပြင်မှာထားတော့အကုန်လုံးပုတ်တိုးကုန်တဲ့အခါမှာသူက အယမ်းစိတ်ဆိုတဲ့ဒေါသထွက်စရာတွေတလိမ့်မီတလိမ့်တလိမ့်မီတလိမ့်ဖြစ်လာတဲ့အခါမှာသူရုတ်တရက်စိတ်ကလုံးဝလွတ်သွားပြီးတော့သူဓာတ်တလက်ကိုယူတယ်ယူပြီးတော့သူအိတ်ခမ်းထဲကိုဝင်သွားတယ်ဝင်သွားပြီးတဲ့အခါမှာအဲ့ချိန်မှာအိတ်ပျော်နေတဲ့သူ့ရဲ့ကောင်းမလေးကိုအပေါ်ကနေတက် ခွာလိုက်တယ်ပေါ့နော်တက်ခွာပြီးတဲ့အခါမှာဒီကောင်မလေးကနိုးလာပြီးတော့အင်းနင်မအိတ်သေးဘူးလားလို့ပြောနေတဲ့အချိန်မှာသူ့ရဲ့ bike ကိုဓာတ်နဲ့အဲ့လိုတဆုံးထိုးထည့်ပလိုက်တယ်ဓာတ်နဲ့ထိုးတဲ့အချိန်မှာဟိုတယောက်ကအနာတော့អော်တာပေါ့နော်អော်ပြီးတဲ့အခါမှာဒီလိုရုတ်တရက် reaction အနေနဲ့ငုတုတ်ထထိုင်မှုစူးစားတယ်ဒါပေမဲ့ဟိုကခွာထားရဲ့နေပဲဓာတ်တွေကိုအချက်ပေါင်းများစွာထိုးဆိုင်ခဲ့တယ်ပေါ့နော်ထိုးဆိုင်ခဲ့တယ်အဲ့တော့အစပိုင်းမှာတော့អော်ဟေ့ရုံးကန်တန်းတွေထွက်လာပြီးမဲ့သူကတောက်လျှောက်ထိုးနေတာနောက်ဆုံးအဲ့ဒီဂျန်မီဟာငြိမ်ပြီးတော့ရက်တန့်သွားတဲ့အထီကိုသူတောက်လျှောက်ထိုး းနေခဲ့အဲ့လိုထိုးနေတဲ့အချိန်အဲ့ဒီစုညံတန်နေကြောင်းမလို့အိမ်ရှိခန်းမှာအိတ်နေတဲ့သမီးဖြစ်သူဟာသူ့အမေရဲ့အခန်းတကားကိုတကားခောက်ပြီးတော့ဖွင့်ကြည့်လေပေါ့နော်ဖွင့်ကြည့်ရအမေအစဉ်ပြေးရလာလို့ဖွင့်ကြည့်လေသူ့အမေကအော်နေတဲ့အတန်ကနာနာကျင်ကျင်နဲ့ဒုက္ခရောက်နေတဲ့အတန်ဆိုအဲ့လိုဖွင့်လိုက်တဲ့အချိန်မှာသူမြင်လိုက်တဲ့မြင်ကွင်းဟာ Mr. Wan ကသူ့အမေကိုတက်ခွာထားပြီးတော့သူ့အမေကလည်းအောက်မှာလဲနေတယ်သွေးတွေကလည်းအများကြီးထွက်နေတယ်ပေါ့ အဲ့ဒီအချိန်မှာသူကအရန်ကြောင်ပြီးတော့ကောင်မလေးကရက်နေတဲ့အချိန် Mr. Wang ကချက်ချင်းဒါကင်လက်ဆနဲ့ပဲသူ့ကောင်မလေးစီကိုပြေးသွားပြီးတော့ကောင်မလေးကိုအခန်းထဲကိုဆွဲသွင်းတယ်တကားပိတ်လိုက်ပြီးတော့ဒါရီနဲ့ဆက်မပြတ်ဆက်ထိုးပြီးတော့တတ်ခဲ့တယ်ပေါ့နော်အဲ့လိုနှစ်ယောက်စလုံးကိုတတ်ပြီးသွားပြီးဆိုတဲ့အချိန်မှာအဲ့ဒီဒါကိုသူကဒီဂရင်ကိုမပြီးဂရင်အောက်ထဲကိုဒါကိုဖွက်လိုက်တယ်ပြီးတော့သူကနောက်ဝေကန်ထဲကိုထွက်သွားတယ်ထွက်သွားပြီးတော့သူလက်တီပိုင်းစီးတယ်စီးပြီးတော့အဲ့ချိန်မှာသူကနည်းနည်းလေးလူး တက်လိုက်ရပြီဆိုတော့သူ့ရဲ့ဒေါသရော့သွားတဲ့အချိန်မှာသူဘာလုပ်ကြမလဲစဉ်းစားရစဉ်းစားရင်းနဲ့မှသူတတိထားမိလိုက်တာဒီအိမ်မာနေနေတာသူတို့သုံးယောက်တည်းမဟုတ်ဘူးဟိုမှာသားမီးနှစ်ယောက်ရှိသေးတယ်ပေါ့အဲ့တော့မကြခင်မှာဒီသားမီးနှစ်ယောက်ကဒီစုညံနဲ့အတန်နေထိုးကျိတ်နေတဲ့အတန်တွေကိုလည်းဓာတ်နဲ့ထိုးနေတဲ့အတန်တွေကိုလည်းကြားရင်ကြားမှာပဲဖုံးကွယ်လို့မရတဲ့အရာဆိုတော့ဓာတ်တွေအလုံးကိုရှင်းလိုက်မှဒီအိမ်မှာရှိသမျှလူတွေအလုံးကိုရှင်းလိုက်မှသူထွက်ပြေးလွတ်မြောက်နိုင်မယ်ဆိုပြီးတော့နောက်ထပ်ဓာတ်တစ်ချောင်းကိုယူပြီးတော့သူဟာ အဲ့ဒီဘေးအခန်းထဲကိုဝင်သွားခဲ့တယ်ပေါ့နော်သူတို့ကလည်းဘလောက်တောင်စိတ်ချလဲဆိုတကားကြီးပါလောမခတ်ထားဘူးလားမသိဘူးလွယ်လွယ်ကူကူပဲဝင်သွားတယ်ဝင်သွားတဲ့အခါမှာတာအမိနှစ်ယောက်ကဒီလိုမျိုးနှစ်ထပ်ကလေးနဲ့အိတ်နေရပေါ့နော်အိတ်နေတဲ့အချိန်မှာအိတ်နေတဲ့အချိန်မှာသူကသမီးဖြစ်သူကိုဓာိုင်းနဲ့သွားပြီးတော့ထိုးတဲ့အချိန်မှာအမေကလည်းအရန်ကြောက်လန့်ပြီးတော့သူကအပေါ်ကနေဆင်းပြီးတော့အပြင်ကိုထွက်ပြေးသွားတယ်။အဲ့တော့ဒါသမီးကိုဓာတ်နှစ်ချက်သုံးချက်မကထိုးခဲ့ပြီးတဲ့အခါမှာထွက်ပြေးသွားတဲ့အမေနောက်ကိုသူကလိုက်သွားတယ်ပေါ့နော်။လိုက်သွားတဲ့အချိန်မှာဒီအိမ်တအိမ်လုံးမှာ အဲ့အမျိုးသမီးကိုမတွေ့ရအောင်အဲ့တော့ तू ဟာအင်တာနက်လိုက်ကြည့်တယ်မတွေ့ဘူးအပြင်ကိုလေအင်ရှိတကားကနေထွက်သွားတဲ့အရင်အယောင်လည်းမတွေ့ဘူးပေါ့နော်အဲ့ချိန်မှာသူကဘာလုပ်လဲဆိုလို့ရှိရင်အနောက်ဖွေဒီ brain box ကိုလှမ်းပြီးကြိလိုက်တဲ့အခါမှာ ဒီအမေဖြစ်သူဟာဒီလိုမျိုးစင်ကာပူကအိမ်နေရသူအဝတ်လမ်းမယ်ဆိုလို့ရှိရင်ဒီလိုဝလုံးပိုက်ထိုးထည့်လို့ရတဲ့အပေါက်လေးတွေရှိတယ်။အတန်ချောင်းလေးထုတ်ထားတယ်။အဲ့ဒီတန်ချောင်းတွေကိုသူလက်နဲ့ကင်ပြီးတော့လူတွဲလောင်းရင်းခိုနေတာပေါ့နော်။သူပုံးနေတာ။အဲ့ဒါကိုလည်းမြင်ရောသူကအပေါ်ကနေအိတ်ကင်ထားတဲ့လက်ကိုဓာိုင်းနဲ့လှမ်းပြီးတော့ဒီလိုမျိုးလှမ်းပြီးတော့ခုတ်တယ်ပြပြပေါ့နော်။လှမ်းပြီးတော့ခုတ်တယ်အဲ့ခါမှာဟိုတယောက်ကလုံးဝနာကျင်မှု ဒဏ်ရာတွေနဲ့ဆက်ပြီးတော့မကင်ထားနိုင်တော့ဘဲနဲ့အပွားအနေအောက်ကိုပြုတ်ကျသွားခဲ့တယ်။အဲ့ဒီအခါမှသာလျင်ဒီဘုံဆိုတဲ့အတန်နဲ့အတူဒီနားပတ်ဝန်းကျင်ကလူတွေအားလုံးဟာနိုးပြီးတော့ရဲတွေတိုက်တာဖြစ်တာပေါ့နော်။အဲ့တော့သူ့အမေကိုလည်းဒီလိုမျိုးတိုက်ပွားပြုတ်ကျသွားပြီဆိုတဲ့အချိန်မှာသူဟာ ဒီဘေးအခန်းကသမီးဖြစ်သူသူတိုက်ခိုက်ထားတဲ့တဝက်တစ်ပြက်တိုက်ခိုက်ထားတဲ့သမီးစီကိုပြန်သွားတယ်ပြန်သွားတဲ့အချိန်မှာသမီးကဓာတ်တန်ရရဲရှိနေပြီမြင်လဲသူရောက်လာတဲ့အချိန်မှာသူ့ကိုခြောက်နဲ့ကန်လိုက်တယ်ကန်လိုက်တဲ့အခါမှာသူကအလိုပေါ့နော်ပေါင်ကြားကိုကန်ကန်ထိသွားတဲ့အခါမှာခဏဟိုဓာတ်ပြုတ်ကျပြီးတော့ခဏဟိုနာနေတဲ့အချိန်ကောင်းမလေးကထွက်ပြေးပြီးတော့နောက်ဘေးကန်ထဲမှာရှိတဲ့အိမ်သားထဲမှာတကားပိတ်ပြီးတော့နေတယ်။ဒါပေမဲ့အဲ့ဒီလိုအိမ်သားလေးတွေကကွာအိမ်ချင်းချင်းလေးဆိုတော့ဒီလိုမျိုးဖွင့်တဲ့တကားရအောင်မဟုတ်ဘူးဒီလို slice door လေးဒီလိုဆွဲပြီးဖွင့်ရတဲ့တကားဟို ရှင်ပြန်ပလတ်စတစ်တကားပပားလေးဆိုတော့ဓာကြီးကိုချိုးဖြက်ဖို့ကဘာမှမခက်ခဲဘူးသုံးလေးချက်လောက်စောင့်ကန်လိုက်တာနဲ့တကားကြီးကကျိုးကြွားသွားတယ်ပေါ့နော်ကျိုးပြီးပွင့်သွားတဲ့အချိန်မှာ Mr. Wan ဟာအဲ့ကောင်မလေးကိုဓာလေးနဲ့အချက်ပေါင်းများစွာထိုးခဲ့တယ်သူထိုးတဲ့ဓာတန်ရာတွေကအရမ်းများတယ်ပေါ့နော်မျက်လုံးတစ်ဖက်လေလုံးဝထိသွားတယ်နောက်ပြီးလို့ရှင်နားတစ်ဖက်ဆိုလို့ရှင်လေလုံးဝပြက်လူနီးပါးတောင်မှဖြစ်သွားတယ်ဒီကောင်မလေးငြိမ်ကြသွားတဲ့အချိန်သူတေသွားပြီလို့ထင်ပြီးတော့သူဟာ ထွက်ပြေးဖို့လုပ်တယ်ဒါပေမဲ့ तू အခုတကိုယ်လုံးမှာသွေးရီဆူရွှဲနေတဲ့အချိန်မှာ तू ထွက်ပြေးရင် तू ဒီကြပေါင်းမိမှာပဲဆိုပြီး तू ရေချိုးခန်းထဲကိုဒီဓာတ်တွေအကုန်လုံးယူပြီးတော့သူ့ရဲ့ DNA ကိုစီစီကြောင်းနေသူ့ကို तू ရေချိုးတယ်ပေါ့နော်ရေချိုးပြီးတော့သူ့ရဲ့ပစ္စည်းကို pack လုပ်ပြီးအိမ်ကနေထွက်ဖို့လုပ်တယ်အဲ့တော့တကားဖွင့်ဖို့ तू လုံနေတော့သူ့ရဲ့လက်မှာဒါထိထားတဲ့ဒဏ်ရာကြောင့်သွေးတွေကနည်းနည်းပိနေသေးတာပေါ့နော်ဆေးထားပေမဲ့လေအဲ့ချိန်မှာတော့ clock ကိုကင်ပြီးတော့ဖွင့်နေတဲ့အချိန်မှာရဲတွေဟာဒီလိုဘေးအိမ်တွေမှာတကားခောက်ပြီးတော့ဒီ တည်ဆုံးမှုပေါ့နော်တိုက်ပွားပြုံးချမှုနဲ့ပတ်သက်ပြီးမင်းနေတဲ့အတန်ကြီးကြားတဲ့အချိန်မှာ तू ထွက်လို့မရတော့သူပြန်ဝင်ပြီးတော့ तू ဘယ်လိုရမလဲလို့စဉ်းစားနေတဲ့အချိန်အဲ့ချိန်မှာမကြားခင်မှာရဲတွေရောက်လာပြီးတကားခောက်တယ်နောက်သူ့ရဲ့သွေးပြက်နေတဲ့ပုံလုံးဝမူးမမှန်တဲ့ပုံတွေကြောင့်မလို့သူ့အိမ်ကိုဝင်ပြီးတော့စစ်ဆေးပြီးသူ့ကိုဖမ်းသွားတာဖြစ်တယ်ပေါ့နော် သူဟာဘလောက်ထိဒေါသနဲ့ထိုးခဲ့လဲဆိုလို့ရှိရင်ตาအမိနှစ်ယောက်ပေါင်းကိုထိုးခဲ့တဲ့အချက်ကြီးဟာ66ချက်တတိရှိရလို့ပြောပါတယ်။အဲ့ဒီ66ချက်မှာဆိုရင်အချက်ကြီး20ကျော်ဟာတကယ်ကိုသေစီနိုင်တဲ့နေရာတွေ၊လက်ဘင်းတွေနှလုံးတွေစသဖြင့်သေစီနိုင်တဲ့နေရာတွေကိုအဓိကထိုးထားတာဖြစ်တယ်ပေါ့နော်။ဒီအိမ်မှာနေတဲ့ตาအမိနှစ်တွဲ၄ယောက်မှာဆိုလို့ရှိရင်၃ယောက်ကသေဆုံးသွားခဲ့ပါတယ်။သူ့ရဲ့ရီးစားရဲ့သူ့ရဲ့သမီးဖြစ်ရီးစားရဲ့သမီးဖြစ်သူကလည်းသေဆုံးသွားခဲ့တယ်။တိုက်ပေါ်ကပြုတ်ကျသွားတဲ့အမျိုးသမီးကလည်းသေဆုံးသွားခဲ့တယ်။အိမ်သားတွေက ကောင်းမလေးကသာလင်ပြန်လဲခုခံကျင်တဲ့စိတ်လည်းရှိသလိုသူဟာအသက်တော်တော်ပြင်းတဲ့တကြောင်မလို့သာဟိုကဲဆဲကိုအချိန်မှီသွားခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းသူ့ရဲ့မျက်လုံးတစ်လုံးဆုံးရှုံးသွားလို့သူ့ရဲ့မျက်လုံးကအခုဆိုရင်မျက်လုံးအတူနဲ့နေနေရတယ်နားတစ်ဖက်ကလည်းပြတ်ထွက်လို့နှီးပါအချိန်မှီဖြစ်လို့မနေ့ကိုပြန်ချုပ်ထားခဲ့ရတဲ့အပြင်ကိုသူ့ရဲ့အမေဟာလည်းတည်ဆုံသွားခဲ့ပါတယ် ။တာမီနှစ်ယောက်စလုံးဟာဆိုလို့ရှိရင်စင်ကာပူနိုင်ငံမှာတမီတွေကိုကြောင်းထားပြီးတော့သူတို့ဟာဒီလိုအမေရိကန်ဒီပန်ဗီဇာနဲ့နေပြီးအလုပ်လုပ်နေကြတဲ့အမေတွေလည်းဖြစ်တယ်ပေါ့နော်။ဒီအမှုဖြစ်တယ်ဖြစ်တဲ့အခါမှာရဲတွေကစစ်ဆေးတာပေါ့ Mr. Wan ကိုစစ်ဆေးတဲ့အခါမှာ Mr. Wan ကဒီသူ့ရဲ့ချစ်သူနဲ့သူ့ရဲ့တမီကိုတပ်ဖြတ်တာကိုဝန်ခံတယ်။နောက် သေဆုံးလူနီးပါးဖြစ်နေတဲ့ကောင်မလေးကိုတိုက်ခတ်ခဲ့တာကိုလည်းဝန်ခံတယ်။ဒါပေမဲ့သူဟာဟိုတိုက်ပွားပြုတ်ကြတာကိုတော့သူ့ပယောကမပါပါဘူးလို့ညင်းမိမယ်လေ။ရဲတွေဟာနောက်ဆုံးမှာဒီလက်မှာဖြတ်ခံထားရတယ်ပေါ့နော်။ခုတ်ခံထားရတဲ့ဓာတ်ဒဏ်ရာတွေကိုကြည့်ပြီးတော့ဒါဟာအပွားတစ်ယောက်ကဓာတ်နဲ့လှမ်းခုတ်လို့မကင်နိုင်တော့ပဲပြုတ်ကြသွားတယ်လို့ယူဆပြီးတော့လူသက်မှုလေးမှုနဲ့သူ့ကိုတည်တန်းချမှတ်ခဲ့ပါတယ်။အခုချိန်မှာဆိုလို့ရှိရင်တော့ Mr. 1ဟာကျိုးဆွဲချပြီးတော့တည်တံပေးလိုက်ပြီမို့လို့တည်သွားပြီဖြစ်တယ်ပေါ့နော် သူဟာတည်ဆုံးသွားတာအလုံးဝဆယ်စုနှစ်တခုကျော်ကြာခဲ့ပြီဖြစ်ပေမဲ့လည်းသူ့ရဲ့လောက်ရက်တရားတော့လူတွေအားလုံးရဲ့ပါဆက်ဖြားမှာပြောစမှတ်ပြုပြီးတော့ကြံခဲ့ပါတယ်။အရန်ကိုကြောက်စရာလဲကောင်းတယ်ပေါ့နော်။ Mr. One ရဲ့နောက်ဆုံးမှာတော့သူ့ရဲ့စိတ်ဖိစီးမှုတွေမကျေနပ်မှုတွေကြောင့်ဒီအလုပ်ကိုလုပ်ခဲ့ရဆိုပေမဲ့လည်း case မှာအဓိကမှားတာတော့စွန့်စိတ်တင်တော့ဒီတေဆုံးသူဂျန်မေပေါ့နော်ဂျန်မေကတော့အဓိကမှားတယ်လို့စံမြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျဆာချင်းမှာယောက်ျားရှိတယ်မပြောဘဲနဲ့တွေ့တယ်။နောက်ဆုံးကောင်လေးက Mr. Wan ကကွဲဖို့ကြိုးစားတယ်လက်မခံဘူးအသက်တက်သေးဖို့ပါဖို့ထိပါချင်းချောက်တယ်။တခြားမျိုးကိုပြောင်းနေတယ်။ချွတ်ချွေးတတမတုံးမဲနဲ့လုံးဝ ဘယ်လိုပြောမလဲဈေးကြီးတာတွေစားတယ်ဈေးကြီးရဲ့သုံးဆောင်တွေကိုဝယ်ခိုင်းတယ် Mr. Wan ကိုစင်ကာပူကိုခဏခဏခေါ်တယ်ပတ်စံတွေကိုသုံးတယ် Mr. Wan အကူအညီလိုတဲ့အခါမှာလုံးဝအကူအညီပေးဖို့စံနာမရှိခဲ့ဘူးနောက်ပြီးတော့ပတ်စံလည်းမရှိတော့ဘူးသူတို့ကိုလည်းမထောက်ပံ့နိုင်တော့ဘူးဆိုတာလည်းတေချာတဲ့အခါမှာ ေးသင့်ပေးထိုက်တဲ့ respect ပေါ့နော်ရိုသေမှုမျိုးတောင်မပေးဘဲနဲ့စော်ကားပြောဆိုတာတွေရိုင်းဆိုင်ပြောဆိုတာတွေလုပ်ခဲ့တယ်ပေါ့နော်ဒီသူ့ရဲ့သမီးဖြစ်သူဆိုလို့ရှိရင်လည်းဟုတ်ပါတယ်အမေရဲ့ဖောက်ပြန်မှုကြောင့်မလို့ဒီသူ့ရုံးမိသားစုလေးပြိုကွဲခဲ့ရတယ်ဆိုပေမဲ့တကယ်တမ်းစပြီး တကယ်တမ်းဖောက်ပြန်တာသူ့အမေကစဖောက်ပြန်တာပေါ့နော်ဒါပေမဲ့သူဟာဒီ Mr. Wan ပေါ်မှာတကယ်ကိုရန်ရိုင်းဆိုင်ဆိုင်ဆက်ဆန့်ပြီးတော့အမြဲတမ်းအပြစ်တင်ပြီးတော့အကောင်းမမြင်ခဲ့ဘူးပေါ့နော်။အဆန်အခုလိုပြောလို့တရားခံဘက်ကလိုက်ပြီးပြောနေတာတော့မဟုတ်ပါဘူး။တရားခံကတော့ဘာပဲပြောပြောဒီလိုမျိုးစိုးဝါးတဲ့အဆုံးသက်ကိုရွေးချယ်ခဲ့တယ်၊လုံရက်ကိုရွေးချယ်ခဲ့တဲ့တရားခံကလုံးဝမှားပါတယ်။တကယ်တမ်းသူလုံးတင်တာဟာဒီအမျိုးသမီးဒီမိသားစုပေါ့နော်။ဒီသားမီးကိုစွန့်ခွာပြီးသူ့ဘဝကိုသူအစားအပြန်စားရမှာပါ။လူသက်မှုဖြစ်တဲ့အချိန်မှာဆိုရင်အသက် 42-43ဝန်းကျင်ရှိပြီဖြစ်တဲ့တကြောင်မို့လို့တကယ်တမ်းဘဝကိုအစအပြန်ဆမယ်ဆိုလို့ရှိရင် နောက်မကြသေးပါဘူး။သူ့တကိုယ်ရည်တကာရသူရက်တည်နိုင်မှုအတွက်ကိုသူလုံနိုင်မှာတည်ကြရဲပေါ့နော်။အပေါ်ယံကြည့်မယ်ဆိုရင်တော့ဒီလူတက်မှုတွေဟာကနန်းဟင်းတစ်ခွက်ကစခဲ့တယ်ဆိုပေမဲ့တကယ်တမ်းတော့စစဖောက်မှုတွေနောက်ပြီးလို့ရှင်စာနာမှုရှိတာတွေနောက်ပြီးလို့ရှင်တယောက်ပေါ်တယောက်တကယ်တမ်းမေတ္တာတွေမစစ်ခဲ့တာတွေကြောင့်မလို့ဒီလိုအဆုံးသက်ကိုဖြစ်တယ်လို့ပဲစုစမ်းကတော့သုံးသပ်ပါတယ်။နားဆင်တဲ့သူတွေရောဘလို့မြင်လဲ ထင်မြင်ချက်တည်းကိုစုစံကိုပြောခဲ့ပေးပါအောင်။နောက်ထောင်ပြည့်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။စုစံတို့နောက်တနေ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတ